ဒီကနေ့မှာတော့အတန်းပညာ၄တန်းပဲအောင်တဲ့လူတစ်ယောက်ကသူ့ရဲ့မိသားစုအတွက်လူသက်မှုကိုတည်တည်ချာချာဖုံးပြနိုင်ခဲ့ပြီးရဲတွေရဲ့စစ်ဆေးချက်တွေကလည်းဥပဒေကိုလက်တလုံးချလုပ်ပြီးအမှုကလည်းသူ့ရဲ့မိသားစုကိုလွတ်အောင်ဘလို့တွေစူးစမ်းမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ်။ VJ ရဲ့ဇာကားကောင်းလေးပဲဖြစ်ပါတယ်။ဇလန်လေးမဆိုင်ခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe မလို့အသင်ပြုလုပ်ပေးကြပါအောင်ခင်ဗျ။ဇလန်ရဲ့အစမှာတော့ရဲရရှိတစ်ယောက်ကတပည့်ဆိုင်တစ်ဆိုင်ကိုဝင်ပြီး အသေးပွင့်ထားတဲ့ပန်ဒိုလန်ရဲစခန်းကဘယ်မှာလဲဆိုတာကိုမေးနေခဲ့တာကြောင့်စိုင်းပိုင်ရှင်ကလည်းသူ့ရဲ့စိုင်ရှေ့မှာအသေးပွင့်ထားတဲ့ပန်ဒိုလန်ရဲစခန်းအသေးကိုပြခဲ့လိုက်ပါတယ်။အဲ့နောက်မှာတော့အဆိုပါရဲရာရှိတဲ့ကရဲစခန်းထဲကိုဝင်လာခဲ့ပြီးစခန်းထဲကိုရောက်တဲ့အခါမှာတော့ခမမိုင်ထိုင်နေတဲ့လူတစ်ယောက်ကိုတွေ့ခဲ့တာကြောင့်အဲ့ဒါကဗီဂျေးဆယ်ကွန်လာလို့မေးခဲ့တဲ့အခါရဲတပ်သားတအူးကလည်းဟုတ်ပါတယ်ဆရာသူ့ရဲ့လောရက်ကအခုထိမယုံနိုင်စရာဖြစ်နေတော့မှာပဲဆရာလို့ပြောခဲ့လိုက်ပါတယ်။ဗီဂျေးကကေဘယ်နက်ဝတ်လုပ်ငန်းတစ်ခုကိုလုပ်ကင်တဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာရုပ်ရှင်စကားတွေကိုအလွန်အမင်းကြိုက်နေတတ်တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပြီးသူဟာရုပ်ရှင်စကားတွေကိုသူများနဲ့မတူတဲ့ရှူတော့ကနေတိရှူတတ်တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ရဲစခန်းရှိကအန်ဂယ်မာတီရဲ့ဆိုင်မှာထိုင်နေတော့ခမိုက်မိုင်ထိုင်နေတဲ့လီမန်တစ်ယောက်ကိုပိတ်ခဲ့တာကြောင့်ဘေးကြီးခဲ့တဲ့အခါမှာတော့သူတို့ရဲ့တားပြစ်သူကကုမ္ပဏီတစ်ခုကနေချင်းငွေကိုယူပြီးအချိန်မီမပေးနိုင်တာကြောင့်ဂီတွန်ဒေးကထောင်ထဲကိုထည့်ထားခဲ့တာဖြစ်ကြောင်းအန်ဂယ်မာတင်ကရှင်းပြခဲ့ပါတယ်။ ကီတွန်ဒေးဟာအကြီးမြတ်ခြားစားတဲ့ရဲရာရှိတယောက်ဖြစ်ပြီးအဆိုပါလီမယားရဲ့တာပြစ်သူချီးယူထားတဲ့ကုမ္ပဏီပိုင်ရှင်ကကီတွန်ဒေးနဲ့အမျိုးဖြစ်နေတာကြောင့်အာဏာပြနေတာပဲဖြစ်ပါတယ်။ VJ ကလည်းသူကြည်ဘူးတဲ့ရုပ်ရှင်ဆန်ကားတကားကိုတတိယသွားခဲ့ပြီးအခုလိုဖက်စည်းခံထားရကနေလွတ်ချင်ရင်တရားရုံးဘက်ကရုံးထုတ်စာကိုယူခဲ့ရမယ်လို့ပြောပြီးသူတို့ရဲ့သားကိုတရားမဝင်ဖမ်းချုပ်ထားကြောင်းတရားရုံးကိုပြောနိုင်ရင်အဲ့ဒီလူကိုတရားရုံးကိုခေါ်ယူလာဖို့တရားရုံးကရဲကိုချက်ချင်းအမိန့်ထုတ်လိုက်မယ် အဲ့ဒီခါကျရင်ဂီတွန်ဒိလေတရားရုံးတော်အမိတ်ကိုမနာခံလို့မရကြအောင် ပြောပြခဲ့ပြီးသူ့ရဲ့အတိမိတ်ဆွေရှေ့နေရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ခဲ့ပြီးနေမယားနှစ်ယောက်ကိုဆိုင်နောက်ဘက်ကနေပြန်ခိုင်းလိုက်ပါတယ်ခဏအကြာမှာတော့ဂီတွန်ဒိရောက်ရှိလာခဲ့ပြီးနေမယားနှစ်ယောက်ကိုမတွေ့ရကြအောင်အန်ကယ်မာတင်ကိုမေးကြည့်တဲ့အခါအန်ကယ်မာတင်ကလည်းဘသူမှမလာကြအောင်ပြောခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂီတွန်ဒိတယောက်ဆိုင်ကမုတ်တခုကိုယူဆပြီးထွက်သွားခဲ့ပါတယ်ဖီဂျီကရုပ်ရှင်ကြည့်နေရရင်ဘွားကြီးပါမင်းနေတတ်ပြီးအိမ်ပြန်နောက်ကျတတ်တာမို့မိမဖြစ်သူကလည်း တမီးကြီးအန်ကျူးနဲ့တမီးငယ်အန်နူးနဲ့သူတို့ကိုဂယုမဆိုင်တာကြောင့်စူပူနေခဲ့ပါတယ်။ဗီဂျီလည်းမိသားစုနဲ့အတူရှောက်လေခဲ့ပြီးရေခဲမုတ်ဆိုင်မှာတမီးကြီးအန်ကျူးကကြောင်းလေးလာရေခရီးကိုတွားရမှာဖြစ်ကြောင်းနဲ့အဆိုပါလေးလာရေအတွက်ကြောင်းကနေလူနှစ်ယောက်ကိုပဲရွေးခဲ့တာဖြစ်ပြီးအန်ကျူးကပါသွားတာကြောင့်လေးလာရေခရီးလိုက်သွားဖို့ကိုပြောနေခဲ့ပါတယ်။အဲ့နောက်မှာတော့ VJ ကခွင့်ပြုပေးခဲ့လိုက်တာကြောင့်အန်ဂျူလည်းလိလရေးခရီးကိုလိုက်သွားခဲ့လိုက်ပါတယ်။ចောင်းလိလရေးခရီးမှာဆမ်ဆိုတဲ့កောင်လေးတယောက်ကកောင်မလေးတွေကိုដបုံလိုက်ရိုက်နေခဲ့ပြီး အန်ဂျူးကိုလည်းစောင့်ကြည့်နေခဲ့ပါတယ်။တရက်မှာတော့အန်ဂယ်မာတင်ကရဲစခန်းအစ်တစောက်လို့ရေးကန်ထရိုက်တာနဲ့ VJ ကိုမိတ်ဆက်ပေးခဲ့လိုက်ပါတယ်။ကန်ထရိုက်တာနဲ့ VJ တို့စကားပြောနေကြရင်ဒေါ်ဂျီမောဂျီနဲ့ဂီတိုနင်းတယောက်ဆိုင်ထဲကိုဝင်လာခဲ့ပြီးအဖိုးကြီးလီမရလာတာကိုခမည်းကဘာလို့မလာဘူးဆိုပြီးလိန်ပြောရတယ်လို့ပြောနေခဲ့ပါတယ်။နောက်ပြီးလူလေတယောက်ကသူတို့ကိုဥပဒေတင်ကန်းတာတွေပေးသွားတယ်လို့ဆိုက VJ ကိုကြည့်ပြီးတော့ပြောနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့လူတိုင်းပေါ်ညွတ်တက်တဲ့ဂီတွန်တင်းနဲ့မဟုတ်မခံတတ်တဲ့ VJ ကိုစကားများနေခဲ့ကြတဲ့အချိန်အရာရှိစာမွန်ကရောက်ရှိလာခဲ့ပြီး VJ ကိုနှုတ်ဆက်ခဲ့လိုက်ပါတယ်။ VJ ကအရာရှိစာမွန်ကိုအချို့အရာရှိတွေကဆရာလိုမဟုတ်ပဲတချို့တွေကတော့အခြားသူတွေကိုဂုဏ်သိဆုံးမဝါတဲ့မဲမဲလုံးလုံးပိုးကောင်ကြီးတွေဆိုပြီးဂီတွန်သေးကိုစောင့်ပြောနေခဲ့ပါတယ်။တရက် VJ တယောက်ခြံထဲမှာကျင်းတူးနေတဲ့အချိန်မိမဖြစ်သူကရောက်ရှိလာခဲ့ပြီးအောက်တိုဘာ၂ရက်နဲ့၃ရက်နေ့မှာတရားပွဲရှိတာကြောင့်ပါလာဂျီမျိုးကိုသွားကြဖို့ကိုပြောနေခဲ့ပါတယ်။ နောက်နေ့ရောက်တော့ VJ နဲ့ကန်ဖိုက်တာတို့စကားပြောနေကြချင်းဂျီတွန်ဒေးကရောက်ရှိလာခဲ့ပြီးမင်းစီကပတ်ဆက်ယူထားတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးခက်နဲ့နဲ့ပြောဆိုခဲ့လိုက်ပါတယ်အဲ့နောက်မှာတော့မင်းကိုမင်းတော့တဲ့ထင်နေလားအထက်ရာရှိကငါအเจ้าကိုတန်လိုက်တာနဲ့မင်းအဆင်ပြေမယ်ထင်နေလားမင်းစီကငါယူထားတဲ့ငွေမှာသူ့ရဲ့ဝေစုလဲပါကြောင်းကန်ဖိုက်တာကိုချင်းချောက်ပြောဆိုခဲ့ပါတယ် VJ ကလည်းငါမင်းအထက်ရာရှိကိုသိတယ် ူကမင်းလိုအကျင့်မရှိဘူးမင်းကအစာစားရထက်ငွေစားတာပိုများတယ်ဆိုတာကိုအားလုံးကသိရလို့ပြောဆိုခဲ့တာကြောင့်ဂီတွန်ဒင်းနဲ့စကားများခဲ့ကြပြီးဂီတွန်ဒင်းကလည်းမင်းကိုချမ်းသာမပေးဘူးအခုတော့လွတ်ပေးလိုက်မယ်နောက်ကျငါအလဲရောက်လာမှာပါလို့ဆိုကကြဲဝါပြီးထွက်သွားခဲ့ပါတယ်ကန်ထရိုက်တာကလည်းဗီဂျေးကိုကျွန်တော်ကဒီမှာအလုံးလုံးပြီးပြန်သွားရမှာကျွန်တော်ကြောင့်လည်းရံမများပါနဲ့ဆေးဟာလို့ပြောဆိုခဲ့လိုက်ပါတယ်ဒီလိုနဲ့တင်းရက်မှာတော့သမီးကြီးအန်ဂျူးနဲ့လိလရီခီရီတို့ကကောင်မလေးတွေကိုဓပုံလိုက်ရိုက်ခဲ့တဲ့ဆမ်ဆိုတဲ့ကောင်လေးနဲ့လမ်းမှာတွေ့ခဲ့ကြပြီး အန်ဂျူကဒီရက်ကွက်တဲကိုဘာသာလောက်တာလဲမေးတော့ဆန်ကလည်းရင်းကိုလာတွေ့ရလို့ပြန်ပြောခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မက်ဆီပြန်မျက်နှာပြန်နေအင်ကိုပြန်လာခဲ့ပြီးရေချိုးခန်းတဲကိုဝင်ကငိုကျွေးနေခဲ့ပါတယ်အကြောင်းကတော့ဆမ်ကလေးလာရေးခီးတုံးကအန်ဂျူရေချိုးနေတာကိုချောင်းရိုက်ထားတဲ့ဗီဒီယိုကိုပြကဒီည7နှစ်နာရီမှာသူ့ရဲ့အိမ်နောက်မှာသူ့ကိုလာတွေ့ဖို့နဲ့သူ့ကိုလာမတွေ့ဘူးဆိုရင်ဗီဒီယိုကိုလိုင်းပေါ်ကိုတင်လိုက်မှဖြစ်ကြောင်းပြောပြခဲ့လိုက်ပါတယ်အဆိုပါညမှာပဲမိုးရီယာတဲကြီးမဲကြီးရွာနေခဲ့ပြီး အန်ဂျူတယောက်အရာတခုကိုတွေးတော့နေခဲ့ပါတယ်အဲ့နောက်မှာတော့ဆမ်ချင်းဆိုထားတဲ့အတိုင်းဆက်တနာကြီးမှာအိမ်နောက်ဖေးကအိမ်ထဲကိုတွားရောက်တိုက်ဆုံခဲ့ပြီးအိမ်ထဲကိုရောက်တော့ဖီဂျင်းရဲ့မိမဖြစ်သူကမီးတွေကိုဖွင့်ခဲ့လိုက်ပါတယ်အဲ့နောက်ဆမ်ကိုသူတို့မိသားစုကဆမ်ပေါ်မှာဘာအပြစ်မှမကျူးလွန်တာကြောင့်တောင်းပန်နေခဲ့ပြီးဆမ်ကလည်းဆန်ကျူးရေချိုးနေတဲ့ဗီဒီယိုကိုပြကာမကြခင်လိုင်းပေါ်မှာတင်တော့မှာဆိုပြီးတော့ချင်းချောင်းနေခဲ့ပါတယ်အဲ့နောက်မှာတော့ဆမ်ရဲ့ဖုန်းကိုတားမိနေရောက်ကဝင်လူခဲ့ကြပေမဲ့မရဘဲဖြစ်နေခဲ့ပါတယ် ဗီဂျေးရဲ့မိန်းမဖြစ်သူကလည်းသူသမီးရဲ့ရှက်ကွဲမှာကိုမလိုလားတာကြောင့်ဆမ်ကိုထေသလုံးဘတ်တောင်းပန်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆမ်ကဗီဒီယိုကိုဖျက်ပေးမယ်။ဒါပေမဲ့ကျွန်တော်လိုချင်တာကိုခင်ဗျားကပေးရမယ်လို့ပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့မနဲ့ရောက်တော့ဗီဂျေးအိမ်ကိုပြန်လာခဲ့တဲ့အခါအိမ်ထဲမှာခြေရာတွေကိုတွေ့ရကြောင့်တမ်းမီ၃ယောက်ကိုရှာခဲ့တဲ့အခါမှာတော့အခန်းတစ်ခုထဲမှာ၃ယောက်သားကရှိနေခဲ့ပြီးတုံလုံးနေခဲ့ကြပါတယ်။ဗီဂျေးကိုတွေ့တော့အန်ဂျူးနဲ့အန်နူးတို့ကပြစ်ဖက်ပြီးငိုနေခဲ့ကြပါတယ်။အဲ့နောက်ဗီဂျေးက ဘာတွေဖြစ်နေကြရလဲလို့မေးခဲ့လိုက်ပါတယ်။ VJ ရဲ့မိမကိုဗီဒီယိုကိုပြပြီးသူတို့ချင်းသာတောင်းနေတဲ့ Sam ကိုအန်ဂျူးကအနောက်ကနေတန်တုံးနဲ့ရိုက်ခဲ့တာကြောင့်အဆိုပါနေရာမှာပဲပွင့်ကြည့်ပြီးတေသွားခဲ့ပါတယ်။ VJ စီကိုဖုန်းဆက်ပြီးမယ်။ VJ ကဖုန်းမကင်တာကြောင့်တနေ့ကခြံထဲမှာ VJ တူးထားတဲ့ကျင်းထဲကိုထည့်ပြီးအလောင်းကိုမြုပ်ထားခဲ့ကြောင်ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ VJ တယောက်ခြံထဲမှာမြုပ်ထားတဲ့မြေပုံကိုကြည့်ပြီးအရာတစ်ခုကိုစဉ်းစားနေခဲ့ပါတယ်။အန်ဂျူးကဆမ်ရဲ့ကြံခဲ့တဲ့ကားတော့ကိုလာပေးတာကြောင့် ိန်နောက်ဘေးကအခန်းကိုတွားရောက်ဆစ်ဆီးခဲ့တဲ့အခါခေါင်းကိုရိုက်ခဲ့လိုက်ပြီးမှသွေးကမထွက်တာကြောင့် VJ ကအခန်းကိုရှင်းခိုင်းလိုက်ခဲ့ပါတယ်အခန်းထဲမှာသစားစီဖြစ်နေတဲ့ဖုံးနဲ့စင်ကတ်ကိုတွေ့တာကြောင့် VJ ကသူကြည့်ဘူးတဲ့စကားထဲမှာစင်ကတ်ကိုချီယာခံနိုင်တဲ့အကြောင်းကိုသတိရသွားခဲ့ပြီးစင်ကတ်ကိုတိန်ခဲ့လိုက်ပါတယ်အိန်နောက်မှာတော့သူမိမနဲ့ကလေးတွေကိုသူပြန်မလာမချင်းအိန်ထဲကမထွက်ဖို့နဲ့အိမ်ထဲမှာလူမရှိနေတယ်လို့နေရမယ်လို့ပြောကဆရာမြက်ကားကိုယူပြီးတနေရာမှာတွားထားရမယ်လို့ပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ VJ တယောက်ထွက်လာခဲ့ပြီး ်ဆံမြက် ကားကိုတွေ့ရကြောင်းကားတော့နဲ့ဖွင့်လိုက်တဲ့အခါကားကအချက်ပေးတဲ့မိလာခဲ့တာကြောင့်တစ်ဖက်မှရှိနေတဲ့ဂီတွန်ဒေးကလှမ်းကြည့်လိုက်ပြီးဒါက VJ ကလား तू ကဗမာနေရလဲလို့မင်းနေခဲ့ပါတယ် VJ ကကားကိုမောင်းလာခဲ့ပြီးသူကြည့်ခဲ့မှုတဲ့ဇကားတွေကအတိုင်းကားကိုဘလို့ဖြောင်းရမလဲဆိုတာကိုတွေးနေခဲ့ပါတယ်ဒီလိုနဲ့ တရားဟောဆိုင်မှုတစ်ခုကိုတွေ့ပြီးသူမိမပြောဘူးတဲ့အော်တိုဘာ၂ရက်၃ရက်မှာတရားပွဲရှိနေတာကိုသတိရသွားခဲ့ပါတယ်။ပါလာချီမြို့ကိုရောက်တော့ဖုန်းဆိုင်တစ်ဆိုင်ကိုဝင်ပြီးဖုန်းအပြစ်သွေးထားတဲ့တပည့်ရဲ့ဖုန်းကိုဝယ်ယူခဲ့ကဆံမြက်စင်ကက်ကိုထည့်ခိုင်းလိုက်ခဲ့ပါတယ်။စင်ကက်ကိုထည့်လိုက်တာကြောင့်ဖုန်းနေရာဝင်လာခဲ့ပြီးဖုန်းအတန်ကိုတိုးခိုင်းလိုက်ခဲ့ပါတယ်။ဒီလိုနဲ့ကုန်ကားတွေကိုတွေ့ရကြောင့် VJ ကဖုန်းမှာသူ့ရဲ့လက်ပွေရာတွေပါမဆိုးတာကြောင့်အဝေးစားနဲ့တုတ်ပြီးအဆိုပါအဝေးစားနဲ့ပဲဖုန်းကိုပတ်ကကုန်ကားဘော့ကိုပြစ်တင်ခဲ့လိုက်ပါတယ်။ ဲ့ဒီနောက်မှာတော့ကားကိုတော့ကြောင်ပိုင်းတစ်ခုကရေကန်လေးကိုတွန်းချခဲ့ပြီးကားဟာမြုပ်မသွားသေးတာကြောင့်အဆိုပါချိန်မှာပဲတောင်ပေါ်မှာလူတယောက်ကရှိနေခဲ့တာကြောင့်စောင့်ကြည့်နေခဲ့ရပါတယ်ဒီလိုနဲ့ VJ တယောက်အလုပ်ကိုပြန်လာခဲ့ပြီးပါလာချီမျိုးကတရားပွဲတစ်ခုကိုသွားမှဖြစ်တာကြောင့်ဒီမှာနှစ်ရက်လောက်သူရှိမနေဘူးလို့တပည့်ဖြစ်သူကိုပြောပြီးပြန်သွားခဲ့ပါတယ်ဒီလိုနဲ့ VJ အိမ်ကိုပြန်လာခဲ့ပြီးရောက်ရောက်ချင်းမှာပဲမိမဖြစ်သူကသူတို့တက်လိုက်တဲ့ကောင်လေးကကိုယ်အမှရှိနေတဲ့ရဲထောက်လမ်းကြီးတယောက်ရဲ့တားပဲဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ညရောက်တော့ တာမီနီယောင်ထမင်းစားဝိုင်းမှာမိုက်နေကြတော့ VJ ကပျော်ပျော်ရွှင်ရွှင်နဲ့ရောက်ရှိလာခဲ့ပြီး VJ ရဲ့မိမဖြစ်သူကရှေ့စိမ့်လုံးမရှားဘူးလားလို့မေးတဲ့အခါ VJ ကလည်းဘာကိုလဲလို့ပြန်ဖြေခဲ့ပြီးဆမ်မြက်ကိစ္စကိုစိတ်မပူဘူးလားမေးတော့ VJ ကလည်းဆမ်ကိုလည်းငါတို့မသိဘူးဘယ်ကောင်လေးမှလည်းငါတို့အိမ်ကိုမလာဘူးဘူးအခုငါတို့ဘာမှမဖြစ်တဲ့အတိုင်းပဲနေကြမယ်မဟုတ်ရင်အကြောက်တရားတွေဖြစ်အားတွေကငါတို့ကိုပြဿနာဖြစ်လာစေနိုင်တယ်လို့ပြောခဲ့ပြီးဘာလို့လဲဆိုတော့သူအိမ်ကိုမလာခင် ရုံးကိုဝင်ခဲ့တယ်သူတပည့်ဟိုစေးက ဗီဂျေးကိုပြဿနာတစ်ခုခုရှိနေလားလို့မေးတဲ့ဟိုဆေးကတစ်ခုခုပြဿနာရှိနေလားဆိုတာကိုခဏလေးသိနိုင်ရင်တခြားသူတွေလည်းသိလာနိုင်တယ်လို့ပြန်ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖြစ်ပျက်သမားတွေကိုအကုန်မေ့ပြီးဘာမှမဖြစ်သလိုသာနေကြဖို့မှာခဲ့လိုက်ပါတယ်။ဒီလိုနဲ့အထုပ်ပိုးတွေကိုပြင်ခိုင်းပြီးမနှက်ပြက်မနှက်ငါတို့အတွက်စိတ်သက်သာစေမယ့်နေရာကိုသွားကြမယ်။တခြားသူတွေကဘယ်သွားမလို့လဲလို့လာမေးရင်ငါတို့စွာမိတရားဝဲကိုသွားမယ်လို့ပြောခိုင်းခဲ့ပါတယ်။ဆံမြက်အဖေက သူသားပြောင်းနေတာကြောင့်မိမဖြစ်သူမီယာကိုမေးကြည့်တဲ့အခါမီယာကလည်းရှင်ကဆမ်အပြင်ကိုသွားတိုင်းဖုန်းခဏခဏဆက်တာကြောင့်စိတ်နှောက်ရက်ဖြစ်လို့ဖုန်းပိတ်ထားလေမာဖို့လို့ပြန်ပြောခဲ့လိုက်ပါတယ်။ဆမ်ရဲ့အဖေကလည်းသူတို့ရဲ့တဦးသီးသောသားကိုအလိုလိုက်လွန်းတာကြောင့်ပြောနေခဲ့ပါတယ်။အဲ့ဒီနောက်ဗီဂျင်းတို့မိသားစုကိုဘတ်စကားပေါ်မှာသူတို့ရဲ့အတီးတယောက်ကဘယ်သွားမလို့လဲလို့မေးခဲ့တာကြောင့်ဗီဂျင်းကလည်းပါနာဂျီမျိုးကစွာမိတရားပွဲကိုသွားမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့ပါနာဂျီမျိုးကိုရောက်တော့ ဟိုတယ်တစ်ခုမှာတဲခိုပြီးတားမိ၃ယောက်ကတော့မပျော်ရွှင်ပဲမိုက်ထွေနေခဲ့ကြပါတယ်။နောက်တစ်ရက်မှာစားတော့ဆိုင်တစ်ခုကိုဝယ်စားခဲ့ကြပြီးရုပ်ရှင်လည်းဝင်ကြည့်ခဲ့ကြပါတယ်။ဒီလိုနဲ့အိမ်ကိုရောက်တော့ဆမ်ကိုမြုပ်ထားတဲ့မြေပုံကိုကြည့်နေတာကြောင့် VJ ကတကားကိုပိတ်လိုက်ပြီးငါတို့ရဲ့အကြောက်တရားကဖြစ်သွားခဲ့တဲ့ကိစ္စရဲ့နောက်ဆုံးသက်သေအထောက်ထားပဲ။အဲဒါကြောင့်အဲ့အရာတွေကိုဖျောက်ပြစ်ရမယ်။နောက်ပြီးဝယ်သမျှပစ္စည်းတွေရဲ့ဘေးကိုတောင်းရမယ်လို့မှာခဲ့လိုက်ပါတယ်။ဒီလိုနဲ့တည့်ရက်မှာ VJ ကိုခြံထဲမှာရှိနေတဲ့အချိန်ရဲကားတစ်စီးက VJ ကိုခြံထဲကိုဝင်လာခဲ့တာကြောင့် အန်ဂျူးနဲ့ဗီဂျေးမိမတို့ကကြောက်လန့်နေခဲ့ပါတယ်။ကားဘော့ကရဲရရှိကဆင်းလာပြီးအန်ဂျူးစီရှောက်လာခဲ့တာကြောင့်ဗီဂျေးကရဲရရှိရှိမှရက်လိုက်ပြီးစကားပြောနေပေမဲ့အန်ဂျူးကတော့ကြောက်လန့်ပြီးငိုနေခဲ့ပါတယ်။ဘီယာကသူ့သားပျောက်ဆုံးနေတာကိုဖုန်းလိုင်းကနေစစ်ဆေးနေခဲ့ပြီးနေရာတနေရာမှာဖုန်းကပွင့်ပြီးပြန်မပေါ်လာတော့တာကြောင့်တနေရာဝင်နေခဲ့ပါတယ်။အဲ့နောက်ဗီဂျေးကြောင်ပိုင်းထဲမှာပြစ်ထားခဲ့တဲ့ကားကိုဗီယာတို့ကတွေးခဲ့ပြီးရဲရရှိကကားကိုလွန်ခဲ့တဲ့နှစ်ပတ်ကလာရောက်ပြစ်ထားခဲ့တာဖြစ်ပြီးအလောင်းကိုမတွေ့ကြောင်ရှင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ရဲရရှိကဆမ်မြဲ့ဖုန်းနောက်ဆုံးဖွင့်လာခဲ့တာကအော်တိုဘာ၂ရက်နေ့ကပန်ဒိုရာလမ်းမှာ9နာရီ12မိနစ်မှာဖြစ်ပြီး10နာရီမိနစ်30မှာဆက်သွယ်မှုဧရိယာပြင်မှာဖြစ်သွားကြောင်းနဲ့နောက်နေ့မနက်9နာရီ15မိနစ်မှာပါနာဂျီမြို့မှာဖုန်းဆက်ပွင့်သွားခဲ့ပြီးကန်ချီပူရီမှာဖုန်းဆက်ပေးသွားကြောင်းမီယာတို့ကိုရှင်းပြခဲ့ပါတယ်။နောက်ထပ်ရဲဝေထမ်းတစ်ယောက်ကရောက်ရှိလာခဲ့ပြီးဆမ်ကအော်တိုဘာ၂ရက်နေ့မနက်10နာရီမှာပါနာဂျီက ATM ကနေရူပီ1000ထုတ်သွားကြောင်းထပ်မံပြောပြခဲ့ပါတယ်။ အောက်တိုဘာ3ရက်နေ့မှာဖုန်းပြန်ပွင့်လိုက်တော့ဖုန်းနှလုံးကမတူတာကြောင့်ရူပီ2000ကိုဖုန်းအသစ်ဝယ်ဖို့ထုတ်ယူသွားတာဖြစ်ရမယ်လို့ပြောခဲ့လိုက်ပါတယ်။မီယာကတော့သူတို့သားကိုလွန်ခဲ့တဲ့2လခန့်ကဖုန်းအသစ်ဝယ်ပေးထားခဲ့တာကြောင့်ဒါဟာမပြစ်နိုင်ကြောင်းနဲ့သူတို့သားအန္တရာယ်တစ်ခုခုဖြစ်နေပြီလို့တန်တရားဝင်နေခဲ့ပါတယ်။ဒီလိုနဲ့ပန်ဒိုလဲရန်စကန်မှာရာရှိဆာမွန်ကဆမ်မြက်ဓာတ်ပုံနဲ့အတူဆမ်ကပျောက်ဆုံးနေရာ3ဘက်လောက်ရှိကြောင်းနဲ့ဆမ်မြက်ကားကိုပါပြလိုက်တာကြောင့်ဂီဒွန်သေးတယောက် VJ ကိုကားအဝါနဲ့အတူမျက်လုံးထဲကိုပြင်းပြလာခဲ့ပါတယ် အဲ့ဒီနောက်အန်ကယ်မာတင်ဆိုင်မှာ VJ ရှိနေတော့ဒုတိယစီကငွေညစ်ပြီး VJ ကိုစမ်းသက်ကြည့်ခဲ့ပါတယ်။နောက်ပြီးကြောင်ပိုင်းထဲကကားဝါအကြောင်းကိုစုံစမ်းရမှဖြစ်ကြောင်းပြောပြီး VJ ကိုအကဲခတ်ကြည့်နေတဲ့အခါ VJ ကဂီတိုလေးကိုတစ်ချက်ကြည့်လိုက်ခဲ့ပါတယ်။အဲ့ဒီနောက်အရာရှိဆာမွန်ကိုပြောပြခဲ့တဲ့အခါအရာရှိဆာမွန်ကလည်း VJ နဲ့မင်းပြဿနာရှိတိုင်း VJ ကိုအမှုထဲဆွဲမထည့်ဖို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့အန်ကယ်မာတင်ရဲ့ဆိုင်ထဲကထွက်လာတဲ့ VJ ကိုဂီတိုလေးကသူသာစိုးရိမ်နေရဲ့အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်မယ်လို့ပြောခဲ့တဲ့အခါ ။ VJ ကအနောက်ကိုလှည့်ကြည့်ခြင်းနေပေမဲ့သူ့ရဲ့စိတ်ကိုထိမ့်ပြီးလက်မကြည့်ပဲထွက်သွားခဲ့ပါတယ်။ဂီတွန်ဒေးကအရာရှိစာမွေရဲ့အထက်ရာရှိကိုဒီလ3ရက်နဲ့မနက်ခင်းပိုင်းက VJ ကိုကားနဲ့တွေ့ခဲ့ကြအောင်ပြောပြခဲ့ပါတယ်။ညရောက်တော့ VJ ကဂီတွန်ဒေးကသူ့ကိုရိမ့်မိနေခဲ့တာကြောင့်သူရဲ့တမီးနှစ်ယောက်ကိုရဲတွေကစစ်မေးလာရင်ဘယ်လိုတွေဖြေရမလဲဆိုတာကိုပြောရမယ်လို့တင်ပေးနေခဲ့ပါတယ်။မကြခင်ရဲတွေရောက်ရှိလာခဲ့ပြီးတပ်တွေအထောက်အထားတွေစုဆောင်းဖို့စူးစမ်းလိုက်မယ်။ဒီတော့မင်းတို့ကိုလှည့်စားတဲ့မင်းကိုနေမေးလိုက်မယ်။သူတို့တွေကကောင်းကောင်းမေးမရရင် ဖေနဲ့အမေကိုရိုက်ပြီးခြောက်လန့်လိုက်မယ်။ရဲတွေကအဖေမရရင်လွတ်ပေးရမှာပဲ။ဒါပေမဲ့မင်းတို့ဖတ်ဆိုချက်ကိုမပြောင်းရဘူးလို့တင်ပြနေခဲ့ပါတယ်။အဲ့ဒီနောက်ဂီတိုဒိန်းနဲ့ရဲရာရှိတွေကဗီဂျင်းရဲ့အင်ဂျင်နာချင်းကိုတွားရောက်ဆစ်ဆေးတဲ့အခါကားဝါကိုတွေ့ခဲ့ပေမဲ့ကားတွေကလူဟာဗီဂျင်းဟုတ်မဟုတ်တော့တိတ်ကြမပြောနိုင်ဘူးလို့ပြောခဲ့ပါတယ်။အဆိုပါချိန်မှာပဲဂီတွန်ဒေးကအဲ့နေကခမပြောတော့အဲ့ဒါကဗီဂျင်းဆိုလို့ပြောတဲ့အခါအင်ဂျင်နာချင်းကလည်းမင်းကအဲ့ဒါဗီဂျင်းလားမေးတော့ငါလည်းအဲ့ဒါဖြစ်နိုင်ရင်လို့ပြန်ပြောခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့ရဲစကန်ကိုရောက်တော့ လွန်ခဲ့တဲ့လကကြောင်းလေးလာရေးခရီးမှာဆမ်နဲ့အတူ VJ ရဲ့သမီးဖြစ်သူအန်ဂျူးလဲပါကြောင်းနဲ့ခဲတတာတအူးကပြောပြခဲ့ပါတယ်။နောက်ပြီးတီးလိုက်ရတာကအန်ဂျူးက VJ အသက်20နှစ်မှာမွေးစားခဲ့တဲ့မွေးစားသမီးဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ VJ နဲ့မတည့်တဲ့ဂီတုန်လေးက VJ ကိုဖမ်းပြီးရိုင်းငတ်ဆုံးမရင်အဖြေထွက်လာလိမ့်မယ်လို့အထက်ရာရှိကိုပြောနေခဲ့ပါတယ်။ဒီလိုနဲ့စာတင်နေတဲ့အန်ဂျူးကိုကျောင်းအုပ်ကြီးကခေါ်တယ်ဆိုလို့ကျောင်းအုပ်ကြီးစီကိုသွားတဲ့အခါမှာတော့ရဲတွေကိုတွေ့လိုက်ရတာကြောင့်ကြောင်းလန့်သွားခဲ့ပြီးသူ့ဖေမှားထားခဲ့တဲ့အတိုင်း ကြောက်တရားတွေကမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ဆိုတဲ့စကားကိုတတိယသွားခဲ့တာကြောင့်ဘာမှမဖြစ်ခဲ့သလိုပဲနေကကျောင်းအုပ်ကြီးစီကိုတွားရောက်ခဲ့ပါတယ်ကျောင်းအုပ်ကြီးရုံးကန်းကိုရောက်တော့ရဲရရှိကစံမြက်ဓာတ်ပုံကိုပြကဒီကောင်လေးကိုတိလာလို့မေးတဲ့အခါမှာတော့အန်ဂျူးကလည်းအဲ့ဒါစံမဲလို့ပြောခဲ့လိုက်ပါတယ်အဲ့ဒီနောက်စံကိုဘလို့တိတာလဲမေးခဲ့တဲ့အခါအရင်လာတော့ကကျောင်းလေးလာရေးခရီးသွားရင်တီးခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ဂီတွန်ဒေးကကျောင်းသားတွေထောင်ထဲချီရှိတဲ့အထဲကဆန်ရဲ့မျက်နှာကိုဘာလို့မှတ်မိနေရလဲလို့မေးခဲ့တဲ့အခ န်ဂျူးကလည်းဆမ်ကနာမည်ကြီးပဲလေဆရာသူကလေးလာရေးခရီးတုန်းကကောင်မလေးတွေကိုဓာတ်ပုံတွေလိုက်ရိုက်တယ်အဲ့ဒီနောက်ရှင်းနေရဲ့သမီးကသူ့ကိုအော်လိုက်တယ်လို့ပြန်ပြောခဲ့လိုက်ပါတယ်အထက်ရာရှိကလည်းလေးလာရေးပြီးတော့ဆမ်နဲ့တွေ့ပြလာမေးတော့အန်ဂျူးကလည်းမတွေ့ပြချောင်ပြောတဲ့အခါဂီတိုတွေကရှောက်ပြောမတည်နဲ့အော်တိုဘာ၂ရက်နေ့တုန်းကဆမ်ကနေနဲ့တွေ့မယ်ဆိုပြီးထွက်သားခဲ့တာဖြစ်ကြောင်ပြောတော့အန်ဂျူးကလည်းသူတို့မိသားစုဟာအော်တိုဘာ၂ရက်နေ့ကအိမ်မှာရှိမနေကြောင်းနဲ့သူတို့ဟာပါလာကြီးမျိုးကစွာမိတရားပွဲကိုသွားနေတာဖြစ်ကြောင်ပြောပြခဲ့ပါတယ် အဲ့ဒီနောက်ဂီတွန်တွေကကျောင်းကြီးကိုအန်ကျူးရဲ့ကျောင်းလာမှတ်တမ်းပြခိုင်းတဲ့အခါကျောင်းကြီးကလည်းအော်တိုဘာ၂ရက်၃ရက်ကကျောင်းပိတ်ရဖြစ်တာကြောင့်ပြောပြခဲ့ပါတယ်ဒီလိုနဲ့ VJ ရဲ့အိမ်ကိုဂီတွန်တွေလို့ရောက်ရှိလာခဲ့ပြီးအိမ်မှာ VJ ရဲ့မိမပဲရှိနေခဲ့ပါတယ်ခဏအကြာမှာတော့ VJ ကရောက်ရှိလာခဲ့တာကြောင့်ဂီတွန်တွေကဒီချိန်ကြီးဘာလို့အိမ်ကိုပြန်လာခဲ့တာလဲမေးတော့ VJ ကလည်းအန်ကျူးကိုကျောင်းမှဆရာတို့စစ်မေးသွားတယ်ဆိုလို့ကျောင်းကြီးကဖုန်းဆက်တာကြောင့်ကျွန်တော်လည်းစိတ်ပူရနဲ့စကမ်းကိုလိုက်သွားသေးတယ် ဆရာတို့ဒီကိုရောက်နေရယ်ဆိုတာတိလိုက်ရလို့လိုက်လာတာဖြစ်ကြောင်းပြောကဗီဂျေးကဘာတွေဖြစ်နေတာလဲလို့မေးခဲ့လိုက်ပါတယ်။အရာရှိစာမွန်ကလည်းငါတို့မင်းကိုမေးမြန်းဖို့လိုအပ်နေကြောင်းပြောပြခဲ့လိုက်ပါတယ်။အရာရှိကစံမျက်ပုံကိုပြကသူ့ကိုတိလာမေးတော့ဗီဂျေးကမတိကြောင်းပြောခဲ့လိုက်ပါတယ်။အရာရှိကလည်းစံမျက်ကားကိုမင်းမောင်းသွားတယ်ဆိုတာကိုဂီတိုနေကမြင်ခဲ့ကြောင်းပြောခဲ့တဲ့အခါဗီဂျေးရဲ့မိန်းမဖြစ်သူကကြောက်ကြောက်လန့်လန့်နဲ့အော်တိုဘာနေ့ရက်နေ့ကဒီမှာရှိမနေကြောင်းပြောခဲ့တာကြောင့်ဂီတိုနေကဗီဂျေးကစားရမယ့်အလဲပဲလို့ပြောခဲ့လိုက်ပါတယ်။ ဖီဂျီကရုတ်တရက်ရီလိုက်တာကြောင့်အရေးအရှိကငါတို့ကိုရီနေတာလားမေးတော့ဖီဂျီကလည်းသူမိမဟာဘာတွေဖြစ်နေမှန်းမသိတာကြောင့်တော်လုံးနေခဲ့တာဖြစ်ကြောင်းနဲ့เจ้าအကြီးကသူမိမကိုဖုံးဆက်ပြီးအန်ဂျူးကိုရဲတွေကစစ်မေးသွားကြောင်းပြောခဲ့ကြောင်းနဲ့နောက်ပြီးเจ้าအနာပိုင်တွေကလည်းဒီလိုအခြေအနေတွေမှာသူတို့เจ้าပုံရိပ်ကြမှာကိုစိုးရိမ်နေခဲ့တာကြောင့်เจ้าအကြီးကလည်းသူမိမကိုဖုံးဆက်ပြီးအเจ้าဆောင်ကိုပြောထားခဲ့ကြောင်းမတုံမလုံပဲပြောပြခဲ့ပါတယ်နောက်ပြီးဂီတုန်နေ့ကျွန်တော်ကိုဆံမြက်ကားနဲ့တွေးလိုက်တယ်ဆိုတာကိုကျွန်တော်ပြန်ဖြေနေစရာမလိုကြောင်းနဲ့ ကျွန်တော်တို့ကတင်းအောင်နဲ့တရားမတည့်တာကြောင့်ကျွန်တော်ဘာကိုပဲပြောပြောသူကကျွန်တော်ကိုလိန်နေတယ်လို့ပဲပြောမှာပဲလို့ပြောခဲ့လိုက်ပြီးကျွန်တော်တို့ကအောက်တိုဘာ၂ရက်နေ့မနက်၈နာရီကနေအောက်တိုဘာ၃ရက်နေ့ညနေ၅နာရီအထိကျွန်တော်တို့မိသားစုပါနာဂျီမှာရှိနေကြောင်းပြောခဲ့လိုက်ပါတယ်ရဲရရှိကလည်း၂ရက်နေ့နဲ့၃ရက်နေ့ကဘဲကိုသွားတယ်ဘာရီလုတ်တယ်ဆိုတာကိုအသေးစိတ်ရှင်းပြခိုင်းခဲ့ပါတယ် BJ ကလည်းသူတို့မိသားစုမနက်၅နာရီခွဲမှာစီးခဲ့တဲ့ဘတ်စကာလက်မှတ်တွေဟိုတယ်မှာမုံမာစားတဲ့ဘေးတွေနဲ့ စားသောက်ဆိုင်မှာစားခဲ့တဲ့ဘေးတွေရုပ်ရှင်ရုံလက်မှတ်တွေကိုပြခဲ့လိုက်ပါတယ်ဂီတွန်ဒေးကလည်းဘသူကဒီလိုလက်မှတ်တွေကိုတင်လေရှိသလဲလို့မေးခဲ့တဲ့အခါ VJ ကလည်းကျွန်တော်ကလူလက်တန်းစားဖြစ်တာကြောင့်တနိုင်တလောင်ငွေကိုထွေတာရတယ်နောက်ပြီးနောက်ကုန်နောက်ဆုံးရက်မှာဘေးတွေကိုပြန်စေးကြကြောင်ပြပြခဲ့ပါတယ်အဲ့နောက်ဂီတွန်ဒေးလိုပြန်သွားခဲ့ပြီးကားပေါ်မှာဂီတွန်ဒေးက VJ ကိုနည်းနည်းလောက်ရိုက်နှက်လိုက်ရင်ဒီလိုပါနဲ့နေနိုင်မှာမဟုတ်ကြောင်းနဲ့ VJ ကိုအရင်ဖမ်းပြီးမှနောက်မှရဲချုပ်ကိုအတိပေးကြမယ်လို့ပြောခဲ့ပါတယ်မီယာရဲ့အိမ်မှာဂီတွန်ဒေးက ဖီဂျေးကိုစံမြက်ကားနဲ့တွေးလိုက်ကြအောင်အတက်ပြောတာကြောင့်မီယာရဲ့ယောက်ျားကသူတို့ပြထားတဲ့ဘေးတွေကအတူလားအစ်စ်လားဆိုတာကိုသိချစစ်ဆေးပြီးမှဖီဂျေးကိုဖမ်းဆီးဖို့မှနေခဲ့ပြီးမီယာကဖီဂျေးကလေးရမ်းပဲအောင်တဲ့သူဖြစ်တာကြောင့်ဒီလောက်မပန်းနိုင်ဘူးလို့ဆိုကဖီဂျေးတို့မိသားစုကိုသူ့စိတ်ကိုခေါ်လာဖို့ပြောနေခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ကတ်ရိုက်တာကအန်ဂယ်မန်တီစီကိုရောက်ရှိလာခဲ့ပြီးဖီဂျေးတို့မိသားစုကိုရဲတွေဖမ်းဆီးသွားကြောင်းလာပြောခဲ့ပါတယ်။ဒီလိုနဲ့ဖီဂျေးတို့မိသားစုကိုစစ်မေးတဲ့အခါဖီဂျေးမှထားတဲ့အတိုင်း တယောက်နဲ့တယောက်မတူအောင်ပါလာချီမျိုးကတရားပွဲကိုသွားတဲ့အကြောင်းကိုပြောနေခဲ့ကြတာကြောင့်မိယာတို့လီမယာနဲ့ရဲတွေအားလုံးလည်းအကြက်ရိုက်နေခဲ့ကြပါတယ်။အပြင်ဘက်မှာလည်းဗီဂျေတို့မိသားစုနဲ့အန်ဂယ်မာတင်တို့လူအုပ်ကြီးကလည်းဗီဂျေတို့ကိုဘာအကြောင်းနဲ့ဖမ်းဆီးထားလဲဆိုတာရဲတွေကိုမေးပြီးတကားကိုဖိခိုင်းနေခဲ့ပါတယ်။သူတို့ထွက်ဆိုချက်တွေကတူနေတာကြောင့်အကြက်ရိုက်နေခဲ့ပြီးထူးခြားတာကအငယ်ဆုံးလေးအန်နူးကအယမ်းငယ်ပေမဲ့သူတို့ဇလန်းတွေကအတိုင်းအခိုင်အမာပြောဆိုနေတာကြောင့်အန်အောဖို့ကောင်းတယ်လို့ပြောနေခဲ့ပါတယ်။ မိသားရဲ့ယောက်ျားဖြစ်သူကလည်းသူတို့ကအမှန်ကိုပြောနေတာပဲဖြစ်ရမယ်။ဂီတွန်တင်းမားနေတာလည်းဖြစ်နိုင်တယ်လို့ပြောနေခဲ့ပါတယ်။မိသားကလည်းလက်မခံနိုင်သေးတာကြောင့်ဗနက်ဖြန်မှာ VJ ရဲ့တပည့်နဲ့အန်ဂယ်မာတီနိုကိုစစ်ဆေးဖို့ခေါ်ခိုင်းခဲ့ပါတယ်။ VJ ရဲ့မိန်းမဖြစ်သူကသူတို့ယုံသွားတာတော်သေးတယ်လို့ပြောပေမဲ့ VJ ကလည်းသူတို့ဟာပိုကောင်းတဲ့အစီအစဉ်နဲ့လာနိုင်သေးကြောင်ပြန်ပြောခဲ့ပါတယ်။နောက်ပြီးရောက်ပါဖြစ်သူကိုသူတို့ရဲ့ပြဿနာကိုမပြောပြဘဲအကူအညီလိုလာရင်ကူညီဖို့ပြောနေခဲ့ပါတယ်။နောက်နေ့ရောက်တော့အန်ဂယ်မာတင်ကို အော်တိုဘာ၂ရက်နေ့က VJ ဆိုင်ကိုလာလာမေးတော့အန်ကယ်မာတင်ကလည်းအဲ့နေ့ကဆိုင်ကိုသူနှခါလာရဲ့လို့ပြောခဲ့ပြီးသူအမှန်မှားတာဖြစ်ကြောင်းနဲ့အဲ့နေ့က VJ တို့ပါလာချီမျိုးကစောမီတရားပွဲကိုသွားခဲ့တာဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။နောက်တဲ့ VJ တပ်ပယ်ဟိုဆေးကို VJ ပါလာချီမျိုးကနေဘယ်နည်းပြန်လာရလဲလို့မေးခဲ့တဲ့အခါဟိုဆေးကလည်းနောက်နေ့မှပြန်ရောက်လာတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ VJ ရဲ့တငယ်ချင်းဖြစ်သူဘတ်စကားဆရာကိုမေးတဲ့အခါဘတ်စကားဆရာကလည်း VJ ကပါလာချီမျိုးကစောမီတရားပွဲကိုသွားရမယ်ဖြစ်ကြောင်းပြောတာကြောင့် ီယာနဲ့ခေါင်းရှုပ်လာခဲ့ပါတယ်။တဲကိုခန်းကလူကိုစစ်ဆေးတဲ့အခါ VJ တယောက်ကတဲကိုခန်းနဲ့မှတ်တမ်းနဲ့အော်တိုဘာ၂ရက်နေ့ကမိသားစုလိုက်တဲကိုခန်းနဲ့မှတ်တမ်းတစ်ခုရှိနေတာကြောင့်ရဲရရှိတွေကဘာလို့မှတ်တမ်းတစ်ခုရှိနေတာလဲလို့မေးတော့တဲကိုခန်းကလူကလည်းပြေစာမယူတာနဲ့ပြေစာယူတာဆိုပြီးနှစ်ခုခွဲမှတ်ထားတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နောက်ထပ်စားတော့ဆိုင်ပိုင်ရှင်ကိုမေးခဲ့တဲ့အခါလဲ VJ ကပါလာချီမျိုးကိုဖာမီတရားပွဲကိုပဲလာခဲ့တာဖြစ်ကြောင်းပြောခဲ့တာကြောင့်မီယာနဲ့ရဲရရှိတွေကလည်းအကြက်ရိုက်နေခဲ့ပါတယ်။ နောက်ထပ်တရားဟောဆရာဆွာမီကိုဖုန်းဆက်မေးကြည့်ခဲ့တဲ့အခါဆွာမီကလည်းသူဟာတရားပွဲတိုင်းမှာတရားတွေကိုနှကထအောင်မဩလာကြောင်းဗီဂျင်းတို့တရားပွဲကိုလာလာဖြစ်နိုင်ကြောင်းပြောနေခဲ့ပါတယ်။မိယာလည်းခေါင်းတွေရှုပ်ထွေးနေခဲ့ပြီးခေရန်အောင်မအောင်တဲ့လူတယောက်ကိုရှော့တက်မိရာကြောင်းသူတို့မိသားစုလိန်ကြီးရဲဆိုတာကိုသိပေမဲ့အမှန်တရားကိုဖော်ထုတ်မရဖြစ်နေခဲ့ပါတယ်။ပါလာချီမျိုးကအပြန်ဗီဂျင်းတယောက်နမတ်ဝယ်ဖို့ပတ်စံမလုံလောက်တာကြောင်းကာဝေးက ADM မှာပတ်စံထုတ်ဖို့သွားခဲ့ကြောင်းဘတ်စကားဆရာကပြောပြခဲ့တာကြောင်း မီယာကကန်းကွင်းက CCTV မှတ်တမ်းကိုစစ်ဆေးခိုင်းခဲ့ပါတယ်။နောက်ပြီးဘတ်ကားဆရာက ATM ကပတ်စံထုတ်တာကိုမှတ်မိရထားပါတော့သူတို့ပါလာချီမျိုးကစွာမီတရားပွဲကိုသွားတယ်ဆိုတာကို25ရက်ကြော်ရတော့ဘလို့မှတ်မိနေတာလဲလို့မေးခဲ့တဲ့အခါဘတ်ကားဆရာကလည်းပြီးခဲ့တဲ့ရက်ကမှသူတို့မိသားစုနဲ့ထပ်ဆောင်ခဲ့ပြီးသူတို့ပါလာချီမျိုးကစွာမီတရားပွဲကိုသွားခဲ့တဲ့အကြောင်းကိုထပ်ပြောတာကြောင့်မှတ်မိနေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်အဲ့ဒါကြောင့်အကုံလုံးကိုပြန်စစ်ဆေးတဲ့အခါ VJ ကအဆိုပါလူတွေကိုအော်တိုဝါနေရနေ့ကသွားပြီး သုံးရက်နေ့ကပြန်လာတာဖြစ်ကြောင်းထက်ခါထက်ခါပြောပြီးယူရိုရဲ့စိတ်ထဲကိုစွဲအောင်ရိုက်သွင်းထားခဲ့တာဖြစ်ကြောင်းမီယာတယောက်တီးသွားခဲ့ပါတယ်။နောက်ပြီးဆွမ်မီကလည်းသူ့ရဲ့တရားပွဲကို DVD ခွေပြန်ရောင်းတာဖြစ်ကြောင်းအောက်တိုဘာ၂ရက်နေ့ကဘိုဂီစရင်ထဲမှာဗီဂျင်းနာမည်ပါမလာကြောင်းထပ်မံပြောပြလာခဲ့တာကြောင့်သူတို့မိသားစုအောက်တိုဘာ၂ရက်၃ရက်မှာပါလာချီမြို့မှာအမှန်တကယ်ရှိနေလားဆိုတာကိုဝေခွဲမရဖြစ်နေကြခြင်းအောက်တိုဘာ၃ရက်နေ့မှာပါလာချီမြို့ကားခွင့် CCTV မှတ်တမ်းမှာ VJ တယောက်ညနေ3:00နာရီမှာ ADM ကနေပတ်စံထုတ်နေတာကိုတွေးခဲ့ကြပါတယ်။မီယာရဲ့ယောက်ျားဖြစ်သူကလည်းစံမြက်အလောင်းကိုရှာလာမှပိုကောင်းအောင်မယ်။အခုတော့အချိန်တွေအများကြီးဖြုံးမိပြီလို့ဆိုကာ VJ ပါလာချီမှာအော်တိုဘာ၂ရက်၃ရက်မှာရှိနေတယ်ဆိုတာက CCTV မှတ်တမ်းမှာတသက်ပြနေကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မီယာလည်းသူအော်တိုဘာ၂ရက်နေ့ကိုပါလာချီမျိုးကိုသွားတယ်ဆိုတာကိုဖန်တီးထားခဲ့တာဖြစ်ကြောင်းသတိထားမိခဲ့လိုက်ပါတယ်။သူတို့မိသားစုဟာပါလာချီမျိုးကိုတကယ်သွားတယ်ဟိုတယ်မှာနေတယ်စားသောက်ဆိုင်မှာဝယ်စားတယ်နောက်ပြီးရုပ်ရှင်ဝင်ကြည့်ကြတယ် ဒါပေမဲ့သူတို့ကအဲ့ဓာတွေကိုအောက်တိုဘာ၂ရက်၃ရက်မှာလုပ်ခဲ့တာမဟုတ်ကြောင်းနဲ့အဆိုပါယာတွေကိုနောက်နေ့မှာလုပ်ခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။မီယာရဲ့ယောက်ျားကလည်းသူတို့တဲကိုခန်းကို၂ရက်နေမှာဝင်နေဆိုတာမှတ်တမ်းရှိတယ်။နောက်ပြီးဘတ်စကာလက်မှတ်တွေရုပ်ရှင်လက်မှတ်တွေကရောအစစ်မဟုတ်ဘူးလားလို့မေးခဲ့တဲ့အခါမီယာကလည်းဒီတမ်းမဲ့အောင်တဲ့ VJ ကိုဘလို့လုပ်ခဲ့လဲဆိုတာကိုသိရလို့ပြောနေခဲ့ပြီး VJ က၃ရက်နေမှာဆန်မြက်ကားနဲ့ပါလာဂျီမြို့ကိုသွားပြီးဟိုတယ်ကိုဝင်နေ။နောက်ပြီးစားတော့ဆိုင်ပေနဲ့ရုပ်ရှင်လက်မှတ်တွေကိုဝယ်ပြီး ညနေ3:00နာရီမှာကာကွယ် ATM ကိုဝင်ပြီးဝေထုတ်တယ်။နောက်ပြီးဘတ်စကာလက်မှတ်၄ဆောင်ဝယ်ပြီးအင်ကိုပြန်လာခဲ့တာဖြစ်ကြောင်းနဲ့နောက်ရက်မှာသူတို့အော်တိုဘာ၂ရက်နဲ့၃ရက်မှာပါလာချီမျိုးကိုသွားတယ်ဆိုတဲ့ဇလန်းကိုဖန်တီးထားခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ပါလာချီမျိုးကိုရောက်တော့ဟိုတယ်ကိုဝင်ပြီးစားသောက်ဆိုင်နဲ့ရုပ်ရှင်ရုံတွေကိုသွားတယ်။သူကပါလာချီကိုလာပြီးစွမ်မီတရားပွဲကိုလာတယ်ဆိုတာကိုလူတိုင်းကိုပြောပြီးဘောင်းချာတွေကိုလွတ်ပစ်ခဲ့တာ။၃ရက်နေ့ကဘောင်းချာတွေကိုတတ်တည်ရင်နဲ့ပြခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။နောက်ပြီးသူက လူတွေမှတ်မိအောင်ပါလာဂျီကိုထတ်သွားခဲ့ပြီးသူတို့အော်တိုဘာ၂ရက်နဲ့၃ရက်နေ့မှာစောမီတရားပွဲကိုလာခဲ့တာဖြစ်ကြောင်းထပ်ပြောပြခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်တတ်သိမရှိတာကြောင့် VJ တို့ဝင်ခလာအောင် လုပ်ဖို့အတွက် VJ တို့မိသားစုကိုလာရောက်ဖမ်းဆီးခဲ့တဲ့အခါ VJ ရောက်ဖားကလည်း VJ မှားထားတဲ့အတိုင်းသူပြောထားတဲ့လူတွေကိုဖုံးဆက်ဖို့လုပ်နေခဲ့ပါတယ်။အဲ့ဒီနောက်မီယာတို့စီကိုရောက်တော့မီယာက VJ ကိုကျမသားဘယ်မှာလဲလို့မေးပြီးအန်ဂျူးကိုကြည့်ကငါရဲ့သားကနင်းကိုဘာလို့လာတွေ့ရလဲလို့မေးနေခဲ့ပါတယ်။ ီကျေးတို့မိသားစုဟာဘာမှမဖြစ်တာကြောင့်အနူနီးမရရင်အကျန်းနီးကိုသုံးဖို့အတွက်ဂီတွန်ဒေးကိုခေါ်လိုက်ပြီးဗီကျေးကိုရိုက်နှက်ခိုင်းခဲ့ပါတယ်ဂီတွန်ဒေးကလည်းဗီကျေးနဲ့ရန်ညှိုးရှိနေတာကြောင့်သူ့ရဲ့အခွင့်အရေးကိုကြုံလာတာကြောင့်အသေးရိုက်နှက်နေခဲ့ပါတယ်အပြင်မှာလည်းဗီကျေးရောက်ပါကမီဒီယာတွေနဲ့လူတွေကိုခေါ်ထားတာကြောင့်အများအပြားရှိနေခဲ့ပြီးမီယာကလည်းဗီကျေးမိန်းမနဲ့အန်ဂျူးကိုပါထပ်မံရိုက်နှက်နေခဲ့ပါတယ် အဲ့ဒီနောက်စံပြက်တငယ်ချင်း LS ကရောက်ရှိလာခဲ့တာကြောင့်မိယာတို့လင်မယားကထွက်သွားတဲ့အချိန်ဂီတွန်ဒေးက VJ ကိုထပ်မံရိုင်းနှက်ဖို့လုံနေခဲ့တဲ့အခါအရာရှိစာမွန်ကတားလိုက်ပြီး VJ ကိုအမှန်တိုင်းဝန်ခံဖို့ပြောနေခဲ့ပါတယ် VJ ကလည်းသူတို့ဘာမှလှုပ်ထတာမဟုတ်တာကြောင့်မတည်ဘူးလို့ညှင်းဆန်နေခဲ့ပါတယ်မိယာက LS ကိုအန်ဂျူးရဲ့ပုံကိုပြပြီးသူ့ကိုတိလာမေးတော့ LS ကလည်းကြောက်ကြောက်လန့်လန့်နဲ့မတည်ကြောင်းပြောနေခဲ့ပါတယ်အဲ့ဒီနောက်ရဲရရှိနဲ့ထောက်လန့်ပြီးမေးမှသူနဲ့ဆမ်တို့ကလိလရေခရီးမှာကောင်မလေးရေချိုးခန်းထဲကိုဝင်ပြီး အန်ဂျူရေချိုးနေတာကိုဗီဒီယိုရယူထားခဲ့တာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။မီယာတို့လင်မယားလည်း LS ပြောတဲ့စကားကြောင့်တုံ့လုံသွားခဲ့ကြပါတယ်။ဒီလိုနဲ့အခန်းထဲကိုပြန်ဝင်လာခဲ့ပြီးဗီဒီယိုအကြောင်းကိုသိပြီမို့လို့ဆန်ပမာလေးလိုမေးတဲ့အခါ VJ ကငင်းဆန်နေတာကြောင့်ဂီတုံဒေးကိုထပ်မံရိုင်းနှက်ခိုင်းခဲ့ပါတယ်။ဂီတုံဒေးက VJ ရဲ့အပြင် VJ ရဲ့မိန်းမဖြစ်သူနဲ့အန်ဂျူကိုပါရိုင်းနှက်နေခဲ့တာကြောင့်မီယာရဲ့ယောက်ျားဖြစ်သူကဝန်တားနေခဲ့ပါတယ်။အဲ့ဒီနောက်ဂီတုံဒေးတယောက်ငယ်ဆုံးသမီးလေးအန်ဂျူကိုထိန်းချုပ်ခဲ့ပါတယ်။ မီးယားကလည်းဗီဂျီရိုကိုအပြင်ကိုထုတ်ပြီးမှအန်နူးကိုဆစ်ဆီးခိုင်းခဲ့ပါလေအဲ့ဒီနောက်ဂီတွန်ဒေးကအန်နူးကိုကြမ်းကြမ်းတမ်းတမ်းထိန်းချောက်ပြီးဆစ်ဆီးခဲ့ပါတယ်နောက်ဆုံးမှာအန်နူးကအတော်လေးကြောင်းလန့်ပါခဲ့တာကြောင့်အမှန်တိုင်းပြောပြပါမယ်လို့ပြောလာခဲ့ပါတယ်အဲ့ဒီနောက်မီးယားကအန်နူးရဲ့လက်ကိုဆွဲပြီးထွက်လာခဲ့လိုက်ပါတယ်ဂီတွန်ဒေးကလည်းမင်းသမီးကငါတို့ကိုအလောင်းမြုပ်ထားတဲ့နေရာကိုခေါ်သွားတော့မှာမို့လို့မင်းအတွက်ပြီးသွားပြီလို့ပြောနေခဲ့ပါတယ်ဒီလိုနဲ့ VJ အကိုရောက်လာခဲ့ပြီး channel မှာဆံမြက်အလောင်းကိုတူးဖို့နေခဲ့ကြပါတယ် မီဒီယာသမားတွေနဲ့လူတွေကလည်းရောက်ရှိလာခဲ့ကြပြီး VJ ရဲ့ရောက်ခမတို့ကလည်းရောက်ရှိလာခဲ့ကြပါတယ်။ဂီတွန်ဒေးက VJ နဲ့မတည့်တာကြောင့်ဒါတွေကိုဂီတွန်ဒေးကလုံးကြံထားတာဖြစ်ကြောင်းမီဒီယာတွေကိုပြောနေခဲ့ပါတယ်။ခဏအကြာမှာတော့အလောင်းဟာပေါ်လာခဲ့တာကြောင့်အပုံနဲ့နေထွက်လာခဲ့ပါတယ်။အန်နူးကလည်းသူ့ရဲ့အဖေကိုဂီတွန်ဒေးကသူ့ကိုရိုက်နှက်လို့တောင်းနှက်ပြီးဖြေခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်အလောင်းကိုထုတ်ပြီးကြီးလိုက်တဲ့အခါမီယာလည်းအံ့ဩသွားခဲ့ပါတယ်။တကယ်တော့စံမြက်အလောင်းမဟုတ်ပဲခွေးတွေတကောင်ပဲဖြစ်နေခဲ့ပါတယ်။ အဆိုပါအချိန်မှာပဲ VJ တို့မိသားစုကိုလှည့်ကြည့်လိုက်တဲ့အခါ VJ ကအန်နူးကိုခေါ်ပြီးမီဒီယာသမားတွေနဲ့လူတွေရှေ့ကိုသွားကဂီတွန်ဒေးကသူတို့မိသားစုကိုတန်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 ရိုင်းနှက်စစ်စစ်ကြောင်ပြောခဲ့တဲ့အခါမှာတော့လူအုပ်ကြီးကလည်းဂီတွန်ဒေးကိုဝိုင်းသမားခဲ့လိုက်ကြပါတယ်။ VJ တို့တသင်းကပြတ်နှက်သွားခဲ့တာကြောင့်တသင်းသားတွေထဲမှာပါလာခဲ့ပြီး ဒီတို့နေလေရဲရရှိအဖြစ်ထုတ်ပြန်ခံလိုက်ရပါတယ်မိယာကိုလည်းရက်ကသက်မရှိတာဝန်ဆိုင်ရခံလိုက်ရပြီးတရားရုံးရဲ့အဆိုအဖြတ်အရရဲတွေက VJ တို့မိသားစုကိုစစ်မေးခြင်းနဲ့ဆိုရင်ရုံးတော်ရဲ့အမိပါရမယ်လို့ကြေညာခဲ့လိုက်ပါတယ်ဒီလိုနဲ့တရက်မှာတော့ VJ မိမကဂျင်းလေးကအလောင်းကိုဘယ်တော့ကထုတ်လိုက်တာလဲလို့မေးခဲ့တဲ့အခါ VJ လည်းဆံမြက်ကားကိုဖြောက်ပြီးပြန်လာတော့ကလို့ပြန်ပြောခဲ့ပါတယ်နောက်ပြီးဘယ်မှာမြုပ်ထားတာလဲလို့ဖတ်မေးတဲ့အခါ VJ ကလည်းသူ့အလောင်းကိုပြောင်းရွှေ့မြုပ်ထားတာပြန်တွေးပြီး အဲ့လိုဝက်ချက်ကိုဘသူ့ဟိုမှာပြောမှပြပဲသူ့ရဲ့နှလုံးသားထဲမှာပဲတင်ထားရဲ့လို့ပြန်ပြေခဲ့ပါတယ်။တရက်မီယာတို့လင်မယားနဲ့ VJ တို့တွေ့ဆုံခဲ့ပြီးမီယာတို့လင်မယားကသူတို့ဒီကိုလာလာဆန်ကိုအလိုလိုက်မိတဲ့အတွက်နောင်နာရကြောင်းနဲ့ VJ တို့မိသားစုကိုဒုက္ခပေးမိတဲ့အတွက်တောင်းပန်ခဲ့ပြီးလန်ဒန်ကိုအပြေးပြောင်းတော့မှမို့သူတို့မသွားခင်ဆန်ဘာဖြစ်သွားလဲဆိုတာကိုသိကျင်နေကြကြောင်းပြောပြခဲ့ပါတယ် ။ VJ ကလည်းသူတို့မိသားစုလည်းစိတ်မကောင်းဖြစ်ခဲ့ကြောင်းပြောခဲ့ပြီးသူတို့မိသားစုဟာကိုပိုင်ကဘာလေးနဲ့အတူပျော်ရွှင်နေခဲ့ကြပြီးတရက်မှမဖိတ်ခေါ်ထားတဲ့ဧည့်သည်တယောက်ကသူတို့ကဘာငယ်လေးတွေကိုရောက်ရှိလာခဲ့ပြီးဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်လာခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ဒီလိုနဲ့ဇလန်းအစ VJ ရဲ့စကန်းထဲမှာရှိနေတဲ့အချိန်ကိုပြန်ရောက်လာခဲ့ပြီးပြောင်းရွှေ့လာတဲ့ရဲရာရှိအစ်စ်က VJ ကိုသူကဒီမှာနဲ့အတော်ကြာရှိနေမှာမို့အလောင်းကိုရအောင်ရှာပြီး VJ ကိုထောင်ထဲထည့်ပြမယ်လို့ပြောခဲ့လိုက်ပါတယ်။ VJ ကလည်းတစ်ချက်ပြုံးလိုက်ပြီး ဆရာနဲ့ဒီစကန်းကကျွန်တော်တို့မိသားစုကိုအမြဲကာဝယ်နေဦးမှာဖြစ်ကြောင်းအတိအပယ်ရှိရှိပြောခဲ့လိုက်ပါတယ်။တကယ်တော့ဆန်မြဲအလောင်းဟာအဆိုပါရဲစကန်းနဲ့အရာရှိထိုင်နေတဲ့အောက်တက်တဲမှာပဲရှိနေခဲ့တာဖြစ်ပြီးဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်။ယခုကျွန်တော်တင်ဆက်သွားတဲ့ဇလန်းလေးကိုစိုင်းချင်းတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးနောက်တဲ့ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျ။